โอเคကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်အောက်စီဂျင်မှာအဲဒါကျွန်တော်တို့ဒါဂျိုင်းမှာပွဲတွေအများကြီးရှိရပါတော့ဆိုတော့ UCL ပေါ့ဒီညကဒါကျွန်တော်တို့ UCL ညဖြစ်တယ်အဲ UCL ညမှာကျွန်တော်အနေနဲ့တပွဲကောင်းလေးရွေးချယ်ပေးခြင်းနဲ့အာဘာကြိုက်လေဆိုရင်ဒီညမှာကျွန်တော်တို့ဒါဒေါ်မွန်နဲ့ဖီလာရီရဲ့ပွဲကိုကျွန်တော်ယူထားတယ်အဲပွဲလေးမှာကျွန်တော်ဒေါ်မွန်ဘော်ရီကြိုက်ပါတယ်ဘာလို့ဒေါ်မွန်ဘော်ရီကြိုက်တာလဲဆိုတော့အဲဒေါ်မွန်တို့ကဒီယာတီမှာကျွန်တော်တို့ဒါအင်ဝဲမှာရှုံးဝဲမရှိဘူးတောက်လျှောက်တာတည်ရင်နဲ့အနိုင်ပဲရှိတယ်။အဗီယာရီရဲ့အနေနဲ့ကကျွန်တော်အဝေးကွင်းမှာကအရန်ကြီးထင်းလောက်ကြီးလုံးပြနိုင်တာမျိုးမတွေ့ရဘူး။အပေးကိုးတွေများနေတာမျိုးကျွန်တော်မြင်တွေ့ရတယ်။ အစိုးကအကုန်လုံးပြန်ချုံဝင်ကြည့်မယ်ဆိုရတော့ဒေါမွန်ပေးထားတဲ့ဂျီကကျွန်တော်ဒါ 1+90 level ဆိုရရှုံးအဲ့ဒါဘူဂီဒီကဖွင့်လာတဲ့ဂျီဝင်ယူကကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်တေးကြရင်ငါတို့စာမယ်အဲမင်းတို့တလုံးသွင်းကမင်းတို့စာဆိုရင်ဂျီပုံစံမျိုးဖွင့်ပေးထားတယ် အဲကျွန်တော်ကတော့ဒီညမှာဒေါ်မွန်တို့ကအင်္ဂုမရှုံးမွဲမရှိဖြစ်လို့တော့ကြောင့်မို့လို့နိုင်သွားမယ်လို့ကျွန်တော်မြင်တယ်။တည်ရောကြမယ်လို့မထင်ဘူး။ဘာလို့လဲဆိုတော့ဒေါ်မွန်အနေနဲ့ကဒီခုကန်ရတဲ့ကျွန်တော်တို့ချန်ပီယံလိရှစ်ပွဲမှာဒါရှစ်ပွဲကဒါ6ပွဲလောက်ကကျွန်တော်တို့ဒါပွဲနည်းနည်းခြောက်နေပေါ့နော်။အဲပွဲခြောက်နေတော့ကြောင့်မို့လို့တို့အနေနဲ့ဒီ1 to 8တွေဝင်သွားပြီးတော့ဒါ16သင်းစင်ကိုဒါရိုက်တက်သွားဖို့အတွက်အခွင့်အရန်အခွင့်အလမ်းတွေကျွန်တော်တို့ဒါပိုများတယ်။အခွင့်အလမ်းတွေဒါကြောင့်ပိုများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တို့အနေနဲ့အကောင်းဆုံးကြိုးစားပြီးတော့ ဒါကန်တော့မယ်လို့ကျွန်တော်မြင်တယ်ရှေ့ပွဲဒီမှာလည်းအကောင်းဆုံးလုပ်ပြနေတာမျိုးကျွန်တော်မြင်တွေ့ရတယ်ဒါကြောင့်ဒီညမှာလည်းဒေါ်မွန်တို့ကဖီလာရီရဲကိုအကောင်းဆုံးအဲ့ခံကစားသွားပြီးတော့ကျွန်တော်တို့ဒါ 1z 2z present နဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒါကြောင့်မလို့ဒီညကျွန်တော်တပွဲကောင်းအနေနဲ့ဒေါ်မွန်ဘော်ကြီးကြိုက်ပါတယ်အားလုံးပဲကြိုက်ဒီမှာလိုက်ကစားပါအားလုံးပဲမနဲ့လမ်းပါ